Okay. အလုံးပဲမင်္ဂလာပါလို့တော့ concept ပါပဲရှင်။အလုံးမင်္ဂလာပါเนาะအလုံးမမင်္ဂလာပါဒီမှာနေ့လေဆယ်နှစ်နာရီထိုးနေပါပြီ။နေ့လေဆယ်နှစ်နာရီထိုးပြီးဆိုတော့ထိုင်းမှာကညနေ9နာရီဖြစ်ဖို့များတယ်เนาะ။อืมဒီနေ့ဒီနေ့ရမစမှာမိုးလေးဆဆအေးနေပြီ။ လေးလည်းအေးလာသလိုဒီနေ့ပြီးတော့အေးပူလာပြီပေါ့နော်ကျွန်တော်တို့ဒီရန်သေးဥရောဒီမှာစပြီးတော့စောင်းတွင်မဝင်သေးပေမဲ့လည်းဒါအေးအေးလေးရတော့စလာပြီပေါ့ဒီနေ့အားလုံးကိုလည်းဟိုစားပေါ့နော်တရင်ကျုတ်ကအချိန်ကာလမှာအားလုံးဒီနေ့2နေ့မြန်မာစိတ်ချ ကိုကြီးကျမ်းမာကြီးနဲ့ပြည့်စုံကြပါစေလို့ကျွန်မကဆုမကောင်းတောင်းပေးပါရနော်တကယ်တော့ကျမတို့ဒီမြန်မာနိုင်ငံကနော်95ရာခိုင်နှုန်းကဗုဒ္ဓဘာသာအများစုရှိတဲ့နေထိုင်ကြသောနိုင်ငံဖြစ်တဲ့ဒါမဲ့ကျမခရီးရန်တယောက်ပြီးမဲ့ဖြစ်ပြီးမဲ့လေကျမကြီးပြင်းခဲ့ရတဲ့ဒီကိုမြန်မာပြည်မှာ ဲ့ဒီတရင်ကျုပ်ဇောင်းတိုင်းဒီအလေးထားလေးတွေကို ကျွန်မအရင်ကြိုက်တယ်။ဘာကြောင့်လဲဆိုတော့ဒါဘာသာရေးနဲ့မဆိုင်ဘူးပေါ့နော်။ဒီတရင်ကျုပ်ဇောင်းတိုင်းဆိုတာကြံပွဲတော်တွေဆိုတာကဘာသာရေးနဲ့မဆိုင်တော့ဘဲနဲ့ကိုယ်နိုင်ငံရဲ့ tradition နဲ့ဆိုင်တာပေါ့နော်။ tradition နဲ့ဆိုင်တာဖြစ်တဲ့အတွက်ကြောင့်ဒီအလေးထားလေးတွေကတိတ်ချစ်ဖို့ကောင်းတယ်အထူးသဖြင့်ကျမငငယ်ကဖြတ်သန်းခဲ့တဲ့ဒီသတင်းကြိုကာလာဒီဇောင်းနိုင်ကာလာဆိုတာက မိမိအောင်အတူဖြစ်ကျမတို့ရက်ွက်တွေမှာတချို့ပေါ့နော်ဘာသာသူမဟုတ်တဲ့ဒီဗုဒ္ဓဘာသာတွေရှိတယ်ဆိုရင်တို့ရဲ့အိမ်မှာပပလဲမှာစီမီလီထွန်းထားကြတယ်နော်စီမီလီထွန်းထားကြတယ်ကျမတို့ဆိုလို့ရှိရင်မိဘန်းလေးတွေနဲ့ပြောင်းဦးတွေဖောက်ကြတယ်အဲ့ဒီချိန်ကာလလေးကိုအရင်သတိရတယ်အဲ့ဒီချိန်ကာလလေးကိုလွမ်းပါတယ်လို့လွမ်းပါတယ် ောက်ကြည့်တဲ့သူတို့ကနာမအကြောင်းမျိုးမျိုးကြောင့်အိမ်အောင်ကြလို့ဖြစ်စေဒုက္ခသည်နဲ့ဖြစ်စေဘလို့ကြီးပဲကျမတို့ကသူများနိုင်ငံကို နေရပြီမဲ့လေကိုယ့်ရဲ့မွေးရဲ့မြေးဆိုတာလူတိုင်းကလွမ်းတာပေါ့နော်လူတိုင်းကကိုယ့်ရဲ့မွေးရဲ့မြေးကိုတရားရတယ်လွမ်းဆွတ်တဲ့အထူးဖြစ်အသက်ကြီးလာတာနဲ့အမြပေါ့နော်အသက်ကြီးလာတာနဲ့အမြကျမတို့ကဒီ လွမ်းတာပေါ့ကိုနိုင်ငံကိုနောက်ဆိုဘလို့ပြောပြမယ်ကွာဟိုမြန်မာပြည်မှာဒီပြင်းဒီအညာဘက်ကတော့ဟိုဘောနော်ဟိုတော့ဘက်ကလို့ဆိုလို့ရှိရင်မြို့ကိုတက်လာကြတော့ဒါဟိုကျမအဖွားတွေနဲ့ကျမရှင်ပြောမယ်ဆိုရင်အဖွားတို့ဆိုလို့ရှိရင်ဟိုတော့ဝါစာဒီမြို့တက်လာပြီဆိုခဏပဲမြို့မှာနေလို့ရတယ်ပြီပြန်တော့အချိန်ကျအာငါနေလို့မရဘူးငါပြန်မယ်ငါတော့ပဲပြောချင်တာပါလဲဆိုလူတွေကကို့မြို့ကို့ ပေါ့တော့ဒီအစွဲလာအရန်ကြီးတာပေါ့နော်ကိုနေခဲ့တဲ့နေရာလေးဘလောက်ကြီးပဲဝါချမ်းပင်လေးမှာအေးရအေးရဘလောက်ကြီးလဲဟိုစာခြောက်နေရရေနေဥပတော့တော့ဖနမပါပဲရွာရိုးကိုပေါင်းရှောက်လဲအဲ့ဘွားလေးသူတို့ချိန်နေကြတယ်ကျမအဖွာအဖေဆိုလဲအဲ့တိုင်းပဲအသက်တာသူနော်သူသူရွာသူအရန်ချစ်တယ်သူဘလောက်ပဲဖြစ်ဖြစ်သူခဏလေးပဲသူမျိုးပေါ်သူတက်လာမယ်ပြီးသူပြန်သွားသူရွာအောင်အဖေကအဲ့လိုအဖေလည်းအတိုင်းပဲ ကျွန်တော်တို့ဆိုလည်းအဲ့လိုပဲကိုမွေးရမည်ကိုအရန်တည်ရတယ်အဲ့အချိန်ကာလလေးတွေပေါ့နော်ဒီလိုမျိုးအချိန်တွေကကျွန်တော်တို့ပြန်ယူလို့မရတော့ပြန်ယူလို့မရတော့ပျော်ရွှင်ခဲ့တဲ့အချိန်တွေဆိုပြန်ယူလို့မရတော့အဲ့ဒီအချိန်တွေကကုန်သွားပြီအခုလက်ရှိရှိတဲ့အချိန်လေးကိုငါတို့ဘယ်လိုအသုံးချမလဲအခုလက်ရှိရှိတဲ့အချိန်လေးရဲ့အခုလက်ရှိရှိနေတဲ့နေရာလေးမှာပဲငါတို့ရဲ့နောက်ဆုံးတော့အချိန်လေးကိုဘယ်လိုကုန်ဆုံးသွားမလဲ ဲ့ဒါပဲကျွန်တော်တို့လောက်ရအောင်မယ်သိလားအခုစကျွန်တော်တို့เนาะဒီဒီတင်းချွတ်ကာလမှာတော်တော်များများလေးလှရတယ်เนาะတချို့ဆိုရင်အလှူကြအလှူတိုင်းလောက်ကြတယ်လူကြီးမိဘတွေကတော့ကြတယ်ဒါတွေကအရင်ဒီဒီ traditional ဆိုတာကသူများနိုင်ငံမှာမရှိတဲ့အရာတွေနော်ဒါတွေကကျမတို့ရဲ့ဒီမြန်မာနိုင်ငံမှာပဲဒီဗုဒ္ဓဘာသာကိုးကွယ်တဲ့သူတွေအားလုံးကလူကြီးမိဘကိုယူသေးရမယ်ဆိုတော့ ဘောဒီရာလေးအလေးထားလေးရထုံနှင်းစင်လာလေးအရန်ကျမတော့အရန်သဘောကျတယ်တကယ်သဘောကျတာဘာကြောင့်ကျမဒီ creator တို့ဒီကြီးပြင်းလာခဲ့တဲ့ပေါ့နော်ဒီပတ်ဝန်းကျင်ကအရန်ချစ်ဖို့ကောင်းတယ်ဒီအလေးထားလေးပေါ့နော်အလေးထားလေးတွေပေါ့ကျမတို့ဆိုလို့ရှိရင်တော့ကျောင်းမှာဆိုလို့ရှိရင်တင်းချုပ်ကာလဆိုလို့ရှိရင်ကျောင်းကပွဲတွေလုပ်ကြရတဲ့တစားအောင်တင်းချုပ်နော်ပြီးတော့မိဘဆရာဆရာမိဘတွေကြတော့ကြရတယ်ဒီလားပတ်စံနေစုပြီးပေါ့နော်ကိုအတန်းပိုင်းဆရာကိုကြတော့ကြရတယ်ဒီအလေးထားလေးရှိရတယ်နော်အရန်တတိယပါတယ်လို့ ။ဘာပဲဖြစ်ဖြစ်ရင်သိရတယ်ကျမတော့နေတိုင်းလို့သတိရတယ်။ပြီးတော့အဲ့လိုပေါ့နော်ဒီအခုဖြစ်ရင်ပွဲစီတန်းပေါ့မနေ့ကဆိုရင်ကျမအရင်ပေါ့နော်သတိအဲ့လိုပေါ့သတင်းချုပ်ပြီးတော့အဲ့ဒါနဲ့မနေ့က YouTube ကိုကျမဖွင့်လိုက်တော့အဲ့ဒီမှာဟိုစာဘာတူလဲရုပ်ရှင်ရုပ်ရှင်တယောက်စအမှုပညာရှင်ပေါ့နော်ဒီနှစ်ယောက်ပေါ့နော်ကျေးဇူးတင်ပါတယ်သူတို့အဲ့မှာရေကျော်တရင်ကျွဇေယံပွဲတော့ဆိုပြီးတော့ရေကျော်မှာ သူတို့သွားတာပေါ့နော်သွားစားတာပြတော့အရှမ်းတည်းရာကျမလေးအမလေးချက်ချင်းထပြန်ကျင်တာတည်လားချက်ချင်းနော်ဟဲ့တခါလေးလေးအဲ့ဒီမလေးတည်လားသူတို့လေးပွဲစည်းရမ်းမလေးဘူဒီကျော်လေးတည်လားဘူဒီကျော်မုတ်ပြားတလက်လားမုတ်လေးဘွေးဟဲ့တန်းစပီချက်သားကင်းနေပေါ့နော်ကျောတော့ခေတော့ငားကင်းတိတ်မရှိဘူးငားကင်းနေချက်သားကင်းတိတ်မရှိဘူးတွေ့လားအခုနောက်ပိုင်းတော့အရန်ပေါ်လာထိုင်းရနေစတာပေါ့နော် ကျမတို့ခေတ္တဝါဆိုရင်ဘူဒီကျော်တော့ special ပဲဘူဒီကျော်ချက်သွွန်ကျော်အဲဘူဒီကျော်နဲ့အမြန်တွဲစားတာကအချင်းရင်းနဲ့ဆလတ်ဆလတ်ကဘေးမှာထားရတာဒီလားဘူဒီကျော်တော့တကယ်ရောင်းကောင်းမသိတာပူနွေးနွေးလေးတစ်ခါတော့အိုးတဲ့ကျော်ကျော်ပြီးလို့အဲ့ဒါပူနွေးလေးစားပြီးတော့ဘူဒီ ဟုတ်အရင်လေမနေ့ကသူတို့ပေါ့နော်သူတို့အဲ့ဒီအဲ့ဒီရေကျော်ဈေးမှာသူတို့ပြတာကျွန်မကြည့်ပြီးတော့အရင်တတိရတယ်နော်အိမ်မှာသူတို့စားတာတွေကြည့်တော့ပစွန်ခွက်ပစွန်ခွက်ကြော်လာဟုတ်တယ်ပစွန်ခွက်ကြော်တော့အမလီစားကျင်လိုက်တာအတိတာပြီးတော့မုတ်တွေဆိုလို့ရှိရင်အမျိုးမျိုးတိလာကျွန်တော်တို့မြန်မာပြည်ကမုတ်တွေဆိုတော့ကဲစားလို့ကောင်းတာနော် အော်ကျွန်မကြည့်တော့လေအရေးကျော်ဈေးလမ်းဈေးကျော်တရင်ချွတ်ဈေးအောင်ပွဲရဆိုတော့ဒီသူတို့ပြတာပေါ့နော်သူတို့ကျေးဇူးတင်တယ်အချို့အမှုပညာရှင်တွေအဲ့လိုပြပေးတာကျေးဇူးတင်တယ်ဘာကြောင့်လဲကျွန်တော်ကြည့်ရတာပေါ့နော်ကျွန်တော်တို့ဒီအဝေးရောက်တူကလွမ်းတော့လွမ်းတည်ကြည့်ရတာပေါ့နော်အရင်ကျေးဇူးတင်ပါလေလို့အဲ့ဒီ ူလည်းအမင်းသမီးလာနာမည်သုံးလုံးနဲ့မင်းသမီးရဲ့မင်းသားအရန်လေးလာဘယ်လိုမသိဘူးနာမည်နှလုံးနဲ့ကျွန်မညာမင်းသားမင်းသမီးတွေကျွန်မနာမည်မခေါ်ရှင်ရှင်ဘာလို့လဲဆိုတော့ဒါသူတို့ကိုကိုကခွင့်မတောင်းမဲနဲ့သူများနာမည်ကိုမပြောရအောင်ဘောနော်စီးထားတယ်ကျွန်မတို့ကယန္တိရတယ်ဒါကျွန်မရဲ့ဒရင်ချုတ်ကလာလေးပေါ့နော်ဒီဇိုင်းဒရင်ချုတ်ဒီဇိုင်းနိုင်ဆိုလို့ရှိရင်ကျွန်မဆေးရှိုးတွေရှိရနော်အဲ့ဒါဆိုလို့ရှိရင်အများအပြည့်ကဒီဇိုင်းနိုင်ဆိုလို့ရှိရင်လည်းပေါ့ကနာလည်း အမျိုးလို stage show ထားပေးရောရက်ခွက်ထိုင်းမှာရှိရအထူးသဖြင့်ရေချောဘက်ကတော့အများကြီးဟိုပေါ့ stage show တွေရှိရများတယ်နောက်တစ်ခုပါလဲနေမောင်ဘယ်နေရာမှာလဲအဲ့တစ်ခုကအဲ့မှာဆိုရှင်တရုတ်တန်းစေးတွေလေအဲ့မှာဆို stage show တွေရောဟိုဈေးရနဲ့ဈေးရနဲ့ခဏနေပါပန်းဆိုရနာပေါ့လေပန်းဆိုရနာမတည်ကုန်ကြလားခဏနေဟွာမီနီကုန်းအကျော်မီနီကုန်းကကျော်ပြီလို့ရှိရင်စံပြအေးစံပြစံပြอืมအေးစံပြ ဆိုလို့ရှိရင်အဲ့လိုပဲတလားအဲ့မှာရုပ်ဥစားပုံတော့ပွဲစည်းတာတန်းစီပြီးတော့လေတခါတော့စိတ်ရှိုးလို့ဒီလားအရင်ပြောဖို့ကောင်းတယ်နော်အဲ့ဘဝလေးအခုအဲ့လိုမျက်ပြောကြလားမသိဘူးအခုဘလို့အချိန်လေးရှိရကျွန်မလည်းသိမသိဘူးနော်ကိုလည်းမြန်မာပြည်ပြန်လာကြပြီဆိုတော့မသိဘူးပေါ့နော်မသိဘူးဒါပေမဲ့ပြောနေတာနော်တနေ့ရလို့ရှိရင်တော့ကျွန်မအရင်ပြန်လာချင်ပါတယ်လို့အခုပြန်လာလို့မရဘူးလားဆိုတော့လေဟုတ်ရပါတယ်မပြန်လာချင်တာ ဘာနော်အခုပြန်လာလို့ရလားဆိုလဲရတာပဲမမပြန်လာပါဘူးကိုလဲကိုဟာနဲ့ကိုကိုလဲကိုရဲ့လူတိုင်းမှာကိုရဲ့ခံယူချက်ဆိုတာရှိရလေနော်အဲ့ဒီခံယူချက်တစ်ခုကြောင့်ကျွန်မပြန်မလာအောင်ပြန်မလာဘူးပေါ့နော်လွမ်းလာဆိုလွမ်းလာပေါ့ကိုကိုပြန်มาပြီးရပဲလွမ်းမနေမလားကိုပြန်มาပြီးအခွေသက်တယ်အကြောင်းတစ်ခါလဲကြလို့ရှိရင်ကျွန်မဒီအမြင်နဲ့ဆိုလို့ရှိရင်မမွေးငါရောပေါ့ကျွန်မရှေ့ရစာမွေးငါရောဘာရောချက်စားတဲ့ကျွန်မပြန်လွမ်းပြီးပေါ့နော်အခုလဲမှာမနေရနေပြီးတော့ Facebook ကနေပြီးတော့မဦးနောက်လာပါလား အဲလှုပ်ရှားမလို့တာကူသွားဝယ်ရအောင်မယ်ပြောချင်တာဘာလဲဆိုကျွန်တော်တို့တွေကအသက်ကြီးလာတာနဲ့အများကိုကိုမွေးရမြင်ကိုအရန်တတိရတယ်ကိုမွေးရမြင်ကိုအရန်ချစ်ကြတယ်ဒါမှမမအောင်ဒါမှမမအောင်ပေါ့နော်နောက်တစ်ခုဘာပြောချင်လဲဆိုတော့ကျွန်မမနေ့ကဒီအခုအခုတချို့တွေကပေါ့နော်အနုပညာရှင်ဝါရင်အနုပညာရှင်တွေရှိတာပေါ့နော်အဲ့ဒါကျွန်တော်ပတ်သက်ပြီးလဲပြောပြချင်တာပေါ့နော်ဘာကြောင့်လဲဆိုတော့တချို့ကျွန်တော်တို့ဖြတ်သန်းခဲ့တဲ့ဘဝနဲ့ ကျမဖြတ်တန်းခဲ့တဲ့ဘဝနဲ့အခုလူငယ်တွေဖြတ်တန်းတဲ့ဘဝတူကျမတူမှာလေနော်ကျမဖြတ်တန်းခဲ့တဲ့ဘဝတော့ကတော့ဟို68မတိုင်ခင်မှာပေါ့နော်69နှစ်မှာမွေးတဲ့ကျမတို့ကတော့ဒီလိုမျိုးအခက်ခဲတွေသိမရှိအခက်ခဲမဘလို့မှတော့လို့ပေါ့နော်မျိုးသိမရှိသလားပြည်သူဆိုင်မှာစံသားထုတ်တာတို့ဟိုလုံးစီသွားထုတ်တာတို့ရှိတာပေါ့နော်အဲ့လိုမျိုးတွေရှိတယ်ဟုတ်တယ်အဲ့ဒီတော့ကဘလို့လဲဆိုတော့ဟို အဲ့လောက်ထီလဲဟိုဘယ်လိုပြောကျွန်တော်တို့ကလေးဆိုတိတ်မသိပြောနေရပဲတည်တယ်ကြောင်းတက်လိုက်တလားကြောင်းသွားလိုက်ပြန်လာလို့ရှင်းသမင်းစားလိုက်အဲ့လိုမျိုးပေါ့နော်ဒီပြောငငယ်တော့ဆိုလို့ရှိရင်အဲ့လိုပေါ့အဲညနေပိုင်းဆိုလို့ရှိရင်တငယ်ရင်းနေတဲ့ခါလေးကစားကြတာပေါ့နော်ကျွန်တော်တို့အဲ့ခေတ်တုန်းကဆို TV မှမပေါ်သေးတာကျွန်တော်တို့68မိုးရတဲ့သူတွေ TV ပဲချိန်မှာစပေါ်လဲဆိုတော့ကျွန်မမှတ်မဲ့ရ90နှစ်ဒီမှာ TV ရစပေါ်အဲ့လိုဆိုလို့ရှိရင်ကျွန်တော်တို့ black and white ပဲပေါ်သေးရနော် အဲ့ဒီတော့ဆိုကျွန်တော်တို့အိမ်ကျွန်တော်အင်းစိတ်မှနေရဆိုကျွန်တော်တို့အိမ်ရဲ့အင်းရဲ့ဒီပေါ့နော် over time မှာဆိုလို့ရှိရင်ဟိုစာမွေးသရိတ်ဆန်စေချောင်းဟိုက AR sound ဆိုတာရှိတယ်အင်းစိတ်မှနေလို့သိကြမှာပါ AR sound ဆိုတာကဒါတရိတ်ဆန်စေကု ဖို့ဆရာဝင်ထားတဲ့ဆရာဝင်ထားတဲ့နေရာပေါ့နော်အဲ့ဒီ ARE ဆောင်းဆိုတော့အကြီးကြီးပဲအဲ့ဒီ ARE ဆောင်းကဆိုလို့ရှင် ARE ဆောင်းကြော်လို့ရှင် BOC တို့ပါလို့ဆိုအဲ့ဒါဟိုတော့ဟိုပေါ့အင်းစိန်မှာဆိုလို့ရှင် R&D နဲ့လက်နေတယ် ARE ဆောင်းကတော့အကြီးဆုံးပဲပေါ့နော်ဒါ Tracer စေကုဆရာဝင်နေထားတဲ့နေရာဆိုအဆောင်နဲ့အဆောင်နဲ့ဆိုတော့ဒါကကိုကအဲ့မှာပဲကြီးပြင်းခဲ့တာဆိုတော့တိနေတာပေါ့နော် အဲ့ဒီကဆိုလို့ရှင်ဒါဒီအင်းစိန်ဆိုလို့ရှင်ဒီရိုင်းကအင်းစိန်ရနေပြီးတော့ဟိုဘက်ကိုပြတ်ထွက်သွားလို့ရှင်စဝါကြီးုံရှိတယ်စဝါကြီးုံဆိုလို့ရှင်အာလင်ငါစင်ဖီးယားတို့ဘာလို့ရှိတာပေါ့နော်အဲ့ဒါနဲ့ကိုပြောပါဆက်ပြောအမိပေးဝါပြောမှန်းအဲ့ဒီကဆိုလို့ရှင်ကျွန်မတို့ဒီငငယ်တော့ဆိုလို့ရှင်အဲ့လိုပေါ့ဒီကျွန်မလည်းသချင်းဆိုတာဝါနာပါတဲ့အခါကျတော့အဲ့ဒီကဆိုလို့ရှင်ကျွန်မတို့အမေ တို့ခစ်ပေါ့နော်အမေတို့ခစ်တုံးပေါ့ဒါအမေတို့ခစ်မှာဆိုလို့ရှိရင်နာမည်ကြီးကြဆိုလို့ရှိရင်အန်ဒီနှဲ့ရင်ဝင်ရှိမယ်ပြီးတော့အန်ဒီပလက်နော်အန်ဒီအဲတင်မိုးခိုင်ပြီးလို့ရှိရင်နောက်တစ်ခုစား anche play point tan nine no no pio shi me na anga wa angolet u angolet do po no tru ma myu ne chama myu ne atay yue di lo phit le ba cha ma ni ya chama anga play point tan nine go chi lai lo tu pio da tu atat 80 so lo ame le atat 80 pye bi le de 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 na shi la so pye so lo tru le ame ne ho sa po de de pye ye twa atat de ya tu le so lo ame ro tru tchin ne aim ma myan na phwin lo chama tru tchin ne be ho na yin ne ya po no aim ma so anti anga so pai no shi me na tu ku cha တာဥစိလေးနော်ဗျတော်ရှိမသချင်းနေဆိုလို့ရှိရင်လေဆိုအဲ့တော့အဲ့တချင်းတို့အမေတို့ကတချင်းရမ်းဝါနာပါတော့အမေတို့ကအဲ့တချင်းနေနေပဲဟိုပေါ့ဖွင့်တဲ့ခါကျတော့ပြီးတော့ကျွန်တော်ရေဒီယိုတွေရန်ခစ်စားတာလေရေဒီယိုကလာတချင်းနေဆိုလို့ရှိရင်ရန်ခစ်စားတာနော်ရေဒီယိုမှာလာတဲ့အနေတီမိုးခါတချင်းနေဆိုရန်ခစ်စားရွှေရှင်တချင်းလို့ပါတော့ပေါ့ရန်ခစ်စားတဲ့ခါကျအဲ့တော့ဆိုလို့ရှိရင်ကျွန်တော် TV က

TV ရှိတယ်ဆိုတော့ဒါသူစေချောင်းသားတွေထားအရာပြရဆရာဝင်စေသရေစာစေကုဆရာဝင်လောင်းတွေထားခဲ့တဲ့အဆောင်ဆိုတော့အဲ့ဒီမှာသူတို့ဟို TV ပြတာပေါ့နော် TV တွေရောက်လာတဲ့ဆိုဟာကျွန်တော်ခရီးတောက်ကြည့်နေတာပေါ့နော် TV ဆိုအရင်ကြည့်နေတာလေသလား black and white နော်အဲ့တော့ဆိုလို့ရှိရင်သူတို့ပြတာခဏတာပဲပြတာညနေပိုင်းလောက်ပဲမနက်ပိုင်းအစီအစဉ်မရှိဘူးတိလားအဲ့ဒါမှတ်မှတ်ရ black and white အချိန်နော်အဲ့တော့မှတ်မှတ်ရ TV ပေါ်တဲ့အချိန်မှာကျွန်မ TV တွေပေါ်ပေါ်ကျွန်မစကြည့်တာပေါ့နော် အရင်သဘောကြတာပဲတိလားအရင်ကြည့်ချင်တာပဲတိလားသွားတိုးခလေးဆိုတော့တော့တိုးကြည့်ရတာတိလားလူလာလေပြေရှမ်းနေတာပဲတိလိုက်ဘွားယူနော်မမှန်ရရအဲ့နောက်ပိုင်းလဲကြတော့ ဒါကျမတို့ကအမေကိုရမ်းကျေစုတင်တယ်တိလားကျမတို့အမေကကျမတို့သားသမီးတွေမင်းနိုင်ငံကမှမထားအမေကရမ်းစီးပွားရေးလောက်တာအဖေကတော့ရိုးရိုးဝင်တာဘောနော်ရိုးရိုးပေါ်တာမန်ဆက်ပြင်းစရာပေါ့နော်ကာဝါရှော့အဲ့တော့လည်းကာဝါရှော့တယောက်တစ်ခါအရင်အဲ့ခေတ်တုန်းကဆိုလို့ရှိရင်ဟိုအဖေနဲ့အဖေလောင်ကဆိုရင်တလား300ကျော်ပဲရတာမေးကြည့်လို့ရရင်နော်အဲ့အချိန်တုန်းကလူမမွေးခဲ့ရတဲ့လူမေးကြည့်လို့ရရင်ကုန်ပြီပါအဖေလာကဆိုရင်လရလစာ300ကလေတအိမ်လုံးစားလို့လောက်ကတိလား 300နော်ဒလ300မှတ်ရကျမမှတ်မိသေးတယ်။ဘာလို့ဆိုတော့တပတ်တစ်ခါဆိုကျမတို့ကဟိုကရုပ်ရှင်သမားရုပ်ရှင်တော့ကြည့်ကြတယ်။အကောင့်ပွိုင်ကားရခစ်စားအဲ့တော့လေအကောင့်ပွိုင်ကားတွေတော့ကြည့်မယ်။အဲပြီးလို့ရှင်ဖိအဲ့လိုဘစားလို့ရုပ်ရှင်ကြည့်အောင်နီလာတန်းပေါက်လား။တော့စားလို့ရတယ်။ပြန်လာလို့ရှင်သုံးမိန်းကားနဲ့ပြန်လာတာ။ဘလောက်မှလေအဲ့တော့ပတ်စံကလေတန်ဖို့ရှိတယ်။အဲ့တော့ပတ်စံကအရန်တန်ဖို့ရှိတာ။ ကိုခက်နေတာမတူတော့ဘူးကွနော်ကိုခက်ကဘလို့ကုံဘလို့မရတော့ဘူးဖက်ဆက်ဒီမှာဒီဖက်ဆက်တန်ဖို့ဆိုတာ close မှာတန်ဖို့မရှိတော့အရင်တော့စပယ်နိုင်ငံမှာသူပြောတာပေါ့နော်လူကြီးတွေသူအဖိုးကြီးဖားတွေပေါ့30ဆိုတာအရင်တန်ဖို့ရှိတယ်အခု30ဆိုတာဘာနာဘယ်နာကတ်လို့ကမ္မနာမသိပြောချင်တာငွေတန်ဖို့တွေလည်းချိန်ချင်းဖြစ်သွားပြီပေါ့နော်အဲ့ဒီခေတ်တော့ဆို TV တွေမပေါ်တော့တော်တော်ကြည့်ရတာပေါ့နောက်ပိုင်းကျတော့အမေကအရင်တော်တယ်ကျွန်တော်အမေကအိမ်မှာ TV ဝယ်ထားတယ်သိလား အဲ့အဲ့အဲ့နောက်ပိုင်းလည်းကြာ TV တွေက black and white မဟုတ်ဘဲ color တွေပေါ်လာများတယ်တိလားအဲ့တော့ဆိုရင်ကျွန်တော်တို့ကျွန်တော်တို့ရက်ကွက်ထဲမှာဆိုရင်ကျွန်တော်တို့အိမ်ကအရင်ဆုံး TV ဝယ်တာပေါ့ဟဲ့အားဆိုအိမ်မှာလာပြီးကြည့်ကြပြီးဆိုအမေကလည်းအရင်သဘောကောင်းတယ်တိလားဘယ်တော့မှငါတို့ပတ်စံရှိလို့ငါတို့ပတ်စံချမ်းသာလို့ဆိုဘယ်တော့မှအမေကလည်းအိမ်ကြီးချင်းတွေကိုလေဟိုအပေါ်ကြီးကမဆက်ဆံဘူးကျွန်မအမေကလေ အဲ့လိုရှိရင်တော့ဆိုလို့ရှိရင်တော့တပတ်တခါဆိုရင်လည်းပြတာပေါ့နော်ဒီလိုမျိုးဆိုလို့ရှိရင်စင်တင်းဆိုရင်ပြပြီလေဒါပိတ်ရဆိုတော့အဲ့ဒါကြောင့်အမေကတော့ခေါ်တယ်တိပိတ်ပတ်ဝန်းကျင်ဟဲ့တော့လာကြည့်လို့ရရနော်လာကြည့်ကြနော်ဆိုတော့နော်အဲ့လိုမျိုးလေးတွေပေါ့နော်ဆိုတော့ကျွန်တော်အိမ်မှာလိုမျိုးစင်နေဆိုလို့ရှိရင်သူကပြေးနေပဲတိလားပတ်စံလည်းမယူနော်အလကားပေးကြည့်တာနော်ပြောချင်တာဘာလဲဆိုတော့အဲ့ဘွားလေးတွေကိုနော်အဲ့ကျမတို့ဖြတ်ကျမဖြတ်တန်းခဲ့အဲ့ဘွားလေးတွေကအဲ့ဘွားလေးတွေကအရင်အေးချမ်းနေတိလား ဘာလဲဘလို့အေဂျင့်လဲဆိုတော့ပျော်ရှင်းစိတ်ကပျော်ရွှင်ရှင်မနေလို့ရတာเนาะဘလောက်မှအပူပင်သိမ့်မရှိဘူးចောင်းတက်တယ်ចောင်းသွားမယ်အင်ပြီးလို့ရှင်အိမ်ပြန်ရောက်လာမယ်အဲ့လိုမျိုးပေါ့เนาะဟိုចောင်းဆီယာမတွေဆီယာဆီယာမတွေအစားပြကျွန်တော်တို့ခေတုံးအောင်ဆိုလို့ရှင်အဲ့လိုမျိုးပေါ့ဒီလွတ်လပ်ရေးပွဲတော်တို့တရင်ကျွတ်တို့ဆောင်းတာလို့ဆိုလို့ရှင်เนาะသူចောင်းမှာပျော်ပွဲရှင်ပွဲကိုကုန်ထားပေးတာ တချင်းစိုးမလားစတေရှိုးထားမလားတစားနိုင်ကပွဲလာပါလားအဲ့လိုမျိုးတွေအကုန်ထားပေးတာပေါ့နော်ဘုသူဝါဒနာပါလဲဝါဒနာပါစင်မတက်ကရုံသိလားအဲ့လိုမျိုးလေးတွေပေါ့နော်ပြောချင်တာလေအဲ့တုန်းကဘဝနဲ့ယနေ့လက်ရှိဖြစ်နေတဲ့ဘဝတွေအရန်ကွာခြားသွားတဲ့အခါမှာယနေ့ကလေးတွေတော့ကိုယန္တနာမိတယ်သူတို့ကိုကိကလေးတွေဆိုတော့ဘာလို့ဖြစ်သွားလဲဆိုတော့ သူတို့မှာအခုပတ်စံရှိရသားသမီးတွေကြာလဲဖုန်းလေးနေပေါ့နော်ဖုန်းလေးတွေကိုစီနေအဲသားသမီးတွေအတွက်ဖုန်းတွေနဲ့ဖြည့်ဆည်းထားပေမဲ့ပတ်စံမရှိရသားသမီးတွေကြာတော့လဲစာပညာသင်ဖို့တော့မနိုင်နိုင်နော်ပညာသင်ဖို့တော့အနိုင်နိုင်ကျွန်တော်တို့ခေတ္တဝါဆိုရင်ပတ်စံမရှိတဲ့သူလဲကြောင်းတက်နိုင်ထင်တာပဲဘာကြောင့်ကျွန်မအသိဆိုလို့ရှိရင်ကြောင်းတက်ကြတာပဲခလေးလေးပေါ့နော်ဟိုအကုန်လုံးကြောင်း နေကြအခုဆိုလို့ရှိရင်ကလေးတွေလမ်းဘေးနားမှာဇေယံရတဲ့လူတွေနဲ့စားစရာမရှိလို့မိဘအလုပ်ချွေးရတဲ့လူတွေနဲ့ငငယ်လေးတွေရတနာဖို့ကောင်းတယ်တိလားဘာဖြစ်သွားလဲဆိုတော့ခစ်ကြီးကအရန်ကွာဟသွားတယ်နော်ခစ်ကြီးကအရန်ကွာကွာဟသွားတာပေါ့နော်ကျမတို့ခစ်တော်ဆိုလို့ရှိရင်ကလေးတွေက အလောက်ထိပူပြီးမရှိကြောင်းခိကလေးတွေပတ်စံရှိတဲ့သားသမီးတွေကြတော့လေအဲဟန်ဖုန်းလေးတွေခိုင်းကြရမယ်ပတ်စံရှိတာကိုမိပါတယ်ကောင်းမွန်ထားတာ ပေါ့နော်ကျောင်းလေးဆိုကောင်းတက်ကြတယ်ပတ်စံမရှိသားသမီးကြတော့လေသူများကျောင်းသွားလို့ရှင်ဘေးနားမှာထိုင်ကြည့်ရဘူးဘလူးခွန်လဲလမ်းဘေးနားမှာကစွန်းရရောင်းရတာတို့ဘာလို့ရှိတာပေါ့နော်ကျမတငယ်ချင်းဆိုလို့ရှင်ကျမတို့နဲ့ခင်တဲ့တငယ်ချင်းဆိုလို့ရှင်ကျွမ်းမမိတဲ့သူကနင်းနီလို့ခေါ်တာအိမ်အိမ်ဘေးနာပေါ့သူတို့ဆိုလို့ရှိရင်လေဟိုမိဘတွေကဘယ်လိုခေါ်မလဲအတော်တွေကအဲ့လိုပေါ့နော်သူတို့ ကျွန်တော်ဒီမှာအဲ့လိုအိမ်အကျော်ရောင်းတာပေါ့နော်အမလေးကျွန်တော်အထင်မသေးရဘူးနော်အမလေးအထင်သေးစရာမရှိအကျော်ရောင်းတာလေအဲ့လိုမျိုးအကျော်ရောင်းနေမနေ့ပိုင်းအကျော်ရောင်းနေရောင်းလို့ရှင်သူကအကြောင်းသွားတယ်အရင်စာစူးစားရတယ်တိလားအမေပညာမမဲ့သွားကြဘူးတရားမှလေပညာမဲ့တယ်ဆိုတာမရှိကြဘူးတိလားအဲ့လိုမျိုးလေးတွေပေါ့နော်ပြောချင်တာဘာလဲဆိုတော့အကုန်လုံးလူကပညာတော်ကြတယ်တိလားပညာသင်တန်းနဲ့အခွင့်အရေးရှိတယ်လို့ပြောရမှာမသိလားပညာ ပညာအကုန်လုံးအခွင့်အရေးရှိတာပေါ့နော်။ဘာလဲဆိုတော့ကျမတို့အဲ့ဒီတုန်းကကိုကျမတို့ကြီးပြင်းခဲ့တဲ့အချိန်တုန်းကအရာရာအလုံးကအခုခင်နေတာမတူတော့ဘူး။အခုခင်ကပို့ပြီးတော့ဆိုးလာတာပေါ့နော်။ပို့ပြီးတော့လဲဆိုးလာသလိုပြီးတော့လဲဟိုဘယ်လိုခေါ်မလဲ။လူတွေကအခက်ခဲတွေပုံများလာတာပေါ့နော်အခက်ခဲပုံများလာတယ်အဲ့ဆက်ပြောလာမယ်အဲ့နမနေ့ကအင်္ဂ ဘလူးဘိုင်းတန်နိုင်ရဲ့ဒီပေါ့နော်ဟိုသူတချင်းဆိုတာဟုတ်လားသူရဲ့ပထမဆုံးအင်္ဂါဘလူးဘိုင်းတန်နိုင်ကတချင်းအရင်သူတချင်းအပေါ့ဆုံးကအဲ့ဒီအေးဆေးမရှိနေစုနေမှာသူရန်ပေါက်သွားတာเนาะအေးဆေးမရှိရတော့ရန်နာမည်ကြီးသွားတာလေเนาะအဲ့အေးဆေးမရှိဆိုတော့တချင်းသူနာမည်ကြီးအဲ့ထင်တော့သူကြီးပါတယ်အရင်တော့ကလည်းအငယ်ဒါပေမဲ့အခုနောက်ပိုင်းမှာကြာတော့သူအဲ့ဒီဆိုတဲ့ဟာတွေထဲမှာဆိုလို့ရှိရင်စုပေါ့เนาะအဲ့မှာအင်္ဂါရန်နာမည်ကြီးတာနာမည်ကြီးသွားတဲ့အခါကြာတော့ အန်ကက်တချင်းနေဆိုရင်သဘောကျတယ်ဒီနေ့အန်ကက်ကမနေ့ကအဲ့လိုပေါ့ face မှာတူတော့စပင်းနေဖြူးနေပြီမဲ့ဒါပေမဲ့တော့အတန်လေးဟာကြီးလေလေးစားတယ်အတန်တချက်ချက်မှမရောဘူးဒီနေ့ရတယ်ကျမကာဝရပြပါတယ်လို့ကျမရဲ့ဒီ live ကလေးကိုကြည့်ရတဲ့များရှိခဲ့ရင်ကျမဒီနေ့ပေါ့နော်ဒီဟိုစားတဲ့ကျမတို့မမီနဲ့အသက်ရွယ်တူတဲ့ဒီအဆိုရှင်နေပေါ့နော်ကျမကြည်ပြင်းခဲ့တဲ့တို့တချင်းနေကျမက ားထောင်ပြီးတော့ကြည်ပြင်းရတော့အိမ်မှာအမေကသူ့ရဲ့သူ့ရဲ့ဟိုပေါ့ fan ဆိုတော့လေအဲ uncle play one tan na shi me uncle akola no နောက်တစ်ခုကျတော့အဲဘုံသွားပြီเนาะအမေရမ်းကြိုက်တာသူ့ကိုလည်းနောက်ကျတော့ uncle ဥပပဟန်ဆိုလို့ရှင်လဲเนาะ uncle ဥပပဟန်ဆိုလို့ရှင်ပေါ်မှာမိရကားလေးတို့เนาะပြီး anti chu ပြုံးရှင်းမယ် anti နှွက်ရင်ဝင်းเนาะနောက် anti တမှုခံရတော့ဆုံးသွားပြီเนาะ ဲ့လိုပေါ့အဲ့အခွန်ကြီးတော့အဲ့တော့မေတို့အဲ့တချင်းနဲ့ကြီးပြင်းကြတော့အဲ့ညွတ်ပညာရှင်ကကျွန်မအရင်လေးစားတယ်အသက်တွေကြီးသွားပြီမယ့်ယနေ့ထိသူတို့ဒီအတန်ပေါ့နော်သူတို့ရဲ့ဝါသနာဖြစ်ပါလိမ့်မယ်သူတို့ရဲ့အညွတ်ပညာအညွတ်ပညာကိုချစ်လို့လားမသိသူတို့ရဲ့အတန်ကလေယနေ့ထိအသက်80သာဆိုတဲ့အတန်ကလေရေးလေအခုတိထိနိုင်လို့မယ်ကျွန်မအရင်လေးစားတယ်ဒီလား ကျမတို့ကိုလည်းရမ်းလဲလေးစားသလိုအော်လို့တခြားမတချို့တွေကလည်းတို့အသက်ကြီးတဲ့သူတွေကိုတချင်းသွားဆိုတာကိုဘောမာတို့မပြောပါနဲ့ရှင့်တို့ဝါဒနာနော်ဒါတို့ကတချင်းကိုဟိုးရှင်တို့မသိသေးလို့နေလိမ့်မယ်တိလားဘာလို့ကျမအဲ့လိုပြောလဲဆိုတော့ကျမကိုယ်တိုင်တချင်းဆိုတော့ရမ်းဝါနာပါခဲ့တာ哦ကျမကိုယ်တချင်းဆိုတော့ဝါနာပါခဲ့တော့ကျမဒီចောင်းပွဲတွေမှာចောင်းဆာမှာကျွန်တော်အင်းစိန်မှာဆိုသိပါတယ်အင်းစိန်ဆိုလို့ရှိရင်ဒါနာမည်နာမည်ကြီးတာပဲเนาะကျမတို့ဒီအင်းစိန်အထက်ကနှစ်ဆိုတာက ဲ့မှာအဆိုတော့ရှင်တို့ကနမအရန်ကြည့်နေတယ်နော်ဆိုတော့မမရှိပါတယ်သူတို့မိသားစုကအဲ့ကျွန်မကျွန်မတို့ကြောင်းနေဆိုတိတ်မဝေးဘူးအဲ့မဲ့တလုံးနဲ့ဆိုတော့နော်အဲသူ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 နဲ့သူနဲ့ဆိုကျွန်မတို့ကျွန်တော်အထက်ကနေဆိုတာနဲ့တိတယ်လေအကောင်လုံးတိရဲ့သူသူသူအိမ်နဲ့ကျွန်မတို့ကြောင်းနေရတိတ်မမဝေးတဲ့ဟာရောဒီကျွန်တော်ကြောင်းတော့မမဆိုသူအိမ်ဟောကဆောင်းလေးမကြည့်ရတာပေါ့နော်အင်းစင်ဆိုတော့အင်းစင်သူဆိုတော့အိမ်မမပြောချင်တာဘာလို့ဆိုတော့ အဲ့ဒီတော့ဆိုလို့ရှိရင်အစောတွေကတချင်းဆိုတာရတဲ့ကိစ္စအခုကျမတို့လည်းဖုန်းတစ်လုံးနဲ့ဟိုဆိုလို့ရတာမဟုတ်ဘူးအဲ့တော့တချင်းသွားစင်မတက်ဖို့အတွက်ကလည်းတချင်းတိုက်ရတာဒီ TY နဲ့ပေါ့နော်အဝင်အထွက်ညီအောင်တချင်းတိုက်ကြတာရက်ပေါင်းများစွာတိုက်ကြတာအတန်တွင်းတော့ပြောသေးဘူးနော် ကျမကိုယ်တိုင်အဲ့လိုမျိုးပေါ့စက်ရှိုးတွေမှာတချင်းဆိုခဲ့တော့အဲ့တော့ဆိုလို့ရှိရင်တချင်းတို့တချင်းတို့တဆူတကကျမတို့ကအရန်တချင်းတိုက်ကြတာ။ဘာကြောင့် TY ဒီဘန်ကရှိတဲ့ဒီပုံတော့ lead guitar team မှာရှိမယ် bass boss bass တွေလို့ရှိမယ်နောက်တော့တစ်ခုကျတော့အဲ့လိုပေါ့ drum team မှာရှိတဲ့ sound ပုံတော့ organ တွေလို့ရှိမယ်ပြီးအဆိုပေါ့ဒီဒီ group ရဲ့အဆိုပေါ့အဝင်အထွက် အရှမ်းခက်ခဲတာမင်းကြီးလို့ရှိရင်စင်ပေါ်အရှက်ကွဲပြီလေဟုတ်တယ်ဟုတ်အဲ့ဒါကြောင့်ကျမတို့ကျမဆိုလို့ရှိရင်အဲ့တော့တရှင်းဆိုမှာဆိုတော့တိုက်ကဆင်းရတာနေ့တိုင်းပုံမှာတပတ်ကို၃ရက်၄ရက်တော့တိုက်ကြတယ်မတိုက်လို့မရအောင် အဲကြောင့်လို့ကျမအဲ့သူတို့ရဲ့တခြင်းသူတို့ဖြတ်တန်းခဲ့တဲ့ဘဝပေါ့ကိုကကိုသိနေတာပေါ့နော်တခြင်းဆိုတာလည်းကိစ္စမဟုတ်ဘူးအချိန်ရမ်းပေးရတာအဲ့ဒါကြောင့်လို့ပေါ့နော်ဒါကြောင့်သူတို့ရဲ့ဝါသနာကိုကသိတယ်ဒီဒီတခြင်းသူတို့ဒီအနုပညာဖြတ်တန်းဖို့အတွက်ကအခုကျမတို့လိုမျိုးဟိုဖုန်းလေးတစ်လုံးရှိရတယ်ကိုကျုပ်ကျုပ်အော်ဆိုလိုက်ဟိုလိုအော်ဆိုလိုက်ပြီးလို့ရှင်ဟိုလိုမျိုး miss လောက်လိုက်ပြီးတော့ဆိုပြီးတော့တက်လို့တက်လာတဲ့သူကျမတို့တွေကတကယ်ကို အနုပညာပို့တကယ်ဝါနာပါလို့ပင်မခံဒုက္ခခံခါကြအစာအစင်ရခံပြီးတော့သူတို့တွေကနာမည်တစ်လုံးရဖို့အတွက်သူတို့စ조사လာတာအဲ့ဒါတွေကိုကျွန်မသိနေတဲ့ခါကျသူတို့ပေါ့နော်အလူချို့တွေကအာအသက်ကြီးနေကြပြီအခုတတိပေါ့နော်တချင်းနေဆိုတော့မဲ့ဘောမမပြောပါနဲ့ဒါသူတို့ကအသက်တွေလည်းကြီးကုန်ကြပြီသူတို့ရဲ့ဒီအနုပညာကိုသူတို့ဘယ်လိုခေါ်မလဲဖြစ်သွေးတွေကထုတ်လို့မရသေးဘူးเนาะဒါက တို့ဒီဒီအနုပညာဆိုတာကလူသားသေသွားမှာလေလူသားသေသွားလိမ့်မယ်ဒီပညာကဒီဘဝသနာမသေသွားဘူးလေနော်ဒါကြောင့်ကျမတို့ဒီအနုပညာရှင်တို့ကျမဘယ်တော့မှမစော်ကားဘူးကျမလေးစားပါတယ်။ဘာကြောင့်လဲဆိုတော့တို့ရဲ့တချင်းနေလည်းကိုကကြည်ပြင်းခဲ့ရတာလေနော်ပြောချင်တာဘာလဲဆိုတော့ခစ်ကကျမတို့ကြည်ပြင်းခဲ့တဲ့ခင်နဲ့ကျမကြည်ပြင်းခဲ့တဲ့အချိန်နဲ့အခုအချိန်ရမ်းကွာသွားပါပြီလို့ ောက်ကြောင့်လဲဆိုတော့အခုမြန်မာပြည်မှာဆိုလို့ရှိရင်ဒုက္ခတွေခက်ခဲတယ်နော်တွေ့နေကြတာပဲလေနော်လူတိုင်းကြုံနေရတာပဲတချို့ဆိုလို့ရှိရင်အခုမြန်မာပြည်ရဲ့ဒီစစ်ပွဲကြီးကခါကြလို့ရှိရင်ငိမ့်သက်ချင်းလည်းမရှိဘူးပေါ့နော်တယောက်တယောက်လူတွေကလိုင်းပေါ်မှာပဲပွဲတွေလို့ပွဲတွေစုအာအတတရလည်းပေါ်လင်းပေါ်သလားမသိပါဘူးဘာတွေမှလည်းမသိဘူးဟိုကျမတော့ဟိုပြောချင်တာကဲယူချင်တယ်လေယူကွာနော်ဒါပေမဲ့နိုင်ငံကိုအေးချမ်းလေးဖြစ်အောင်တော့ဖြစ်စေချင်တာပေါ့နော်အခုဆိုလို့ရှိရင် စာရေးဝင်တချို့ဆိုလို့ရှိရင်လည်းစာဝတ်နေရေးခက်ခဲလာပြီဟုတ်တယ်မလားကိုဒီလူမျိုးအချင်းချင်းကိုပဲပတ်ပြီးတော့ဟေး screen ကိုမော်တော့ကတော့ဗာနေอืมตัวสุวิทย์แหละไงပြောကျင်တာပါလဲဆိုတော့ကျမတို့ကဒီကိုကိုလူမျိုးအချင်းချင်းပါပဲပြဿနာတွေဒုက္ခတွေเนี่ยဖြစ်နေကြတာဆိုတော့ဒီကလေးနဲ့နာတာကတကယ်ကိုလက်လုံလက်စားတယ် ဘဝကိုရုန်းကန်နေရသူတွေအရင်နှစ်နာတာနော်စီးပွားရေးလောကမှာလူချို့လို့ဆိုဆိုအရင်ဒုက္ခတွေရောက်ကြိုးချင်တာဘာလဲဆိုတော့အခုလိုမျိုးအချိန်ကာလမှာပေါ့နော်တော်လောက်ပါပြီလို့ဒီစစ်ပွဲလည်းရက်တင်လာရက်တင်လာဖို့ထင်တာပဲပေါ့နော်ကျမတို့ရက်စေချင်တာပဲပြည်သူတွေကိုသနာလာပြီနော်ပြည်သူတွေမှာလည်းဟိုပတ်စံရှိတဲ့သူတွေအတွက်ကတော့ငွေကိုငွေချင်းထပ်ပြီးတော့ချမ်းသာသွားပေမဲ့ပတ်စံမရှိတဲ့သူတွေအတွက်ကျတော့ဘယ်လိုလုပ်မှလဲအရင်တနာဖို့ကောင်းတယ်เนาะအဲဒါကြောင့်မို့ ကျွန်မတို့ကကိုယ်နိုင်ငံအတွက်ကိုအကောင်းဆုံးဆုတောင်းပေးကြပါလို့အများဆုံးဒီစစ်ပွဲတွေလည်းငြိမ်းနော်။ဘာလို့ဖြစ်တာလဲသူများနိုင်ငံလားဖြစ်တာလဲမဟုတ်ကိုယ်နိုင်ငံချင်းချင်းဖြစ်နေကြတော့အများဆုံးကျွန်တော်တို့ဒီနိုင်ငံငြိမ်းချမ်းပါစေလို့နောက်တစ်ခုကြတော့လဲပြောချင်ပါတယ်ပြည်သူရဲ့နော်အသက်တွေကိုပေါ့နော်အသက်တွေကိုချနှင်းပြီးတော့လှူစားနေတဲ့ထောက်ဖို့တခိုးတွေနော်မမမကံမကမမကံဘက်ကနေရည်တည်ပြီးတော့ဆယ်လီတွေလဲနော်ညီတို့တွေ ွင့်မလဲပါစေနဲ့လို့ပြောရင်းနဲ့ဒီနေ့အားလုံးကိုပျော်ရွှင်ရကောင်းတဲ့တဲ့င်းကြီးရလေးဖြစ်ပါစေလို့ဆုမကောင်းတော်မိပါရဲ့ရှင်အားလုံးကျမ်းမှချမ်းသာကြပါစေ